အားလုံးပဲမင်္ဂလာပါလို့ရှေးဥစွာယေရှုခရစ်တော်ဖျားရဲ့နာမတော်အဖြစ်ကြိုဆိုနှုတ်ခွန်းဆက်သက်လိုပါရယ်။နေကဘတော်အတွင်းကျွန်တော်တို့ဆက်တောင်းဆက်ကြကြရအောင်။ယေရှုမြတ်တော်ရှင်ဖာဖျားကိုရရှင်ရဲ့ကြီးစုတော်ကိုအထူးပဲရှင်းမပါရယ်။ဖာဖျားရဲ့မျက်မှောက်တော်ထဲမှာတူးဝင်ပြီးတော့နှုတ်ကပတ်တော်ခံယူနိုင်ရသောအခွင့်ဆွတ်ကျေးဇူးကိုပြင်ဆင်ပေးသည့်အတွက်ကြီးစုချီးမွမ်းလေ။ဂျာနာယမီနှုတ်ကပတ်တော်ပေါ်မှာဝိညာဉ်တော်နှင့်ပြည့်စုံစေတော်မူပါဝိညာဉ်မျက်စိ ဝိညာဉ်နာဝိညာဉ်အလင်းလင်းစေတော်မူ၍အတ္တတာ၌ correction ဖပြိုင်ကြီးစွာသော အမှုပြုခြင်းအဖြစ်အံ့ဩဝေရာများကိုဒါသမီးတို့ရဲ့အတ္တတာ၌ပြင်ဆင်ပေးသနာတော်ပါမူမည်ကြောင့်အဖိုင်တပါရတော်သားတော်တခင်ယေရှုခရစ်တော်ဖခင်မြတ်သောမဟာနာမကိုမြည်ပြုလျက်ယုဒေလီမြတ်စွာဘုရားတော်ဆက်ကပင့်ဖိတ်သနာခံတောင်းလျှောက်ကြပါမည်တော်ရှင်ပါအာမင်ဒီနေ့မြန်မာစကားပုံတစ်ခုရှိပါတယ် ကျွန်တော်တို့စီးတဲ့မြင်းဟာအထီလားအမလားဆိုတာသိဖို့လိုပါတယ်။ဒါကြောင့်မလို့ယုံကြည်သူခရိယံမိသားစုဝင် တချို့မှာကိုကိုးကွယ်တဲ့ဖခင်ကိုစိတ်ကတဲ့ဖခင်ကိုယုံကြည်တဲ့ဖခင်ဟာဘယ်လိုဖခင်လဲဆိုတာကိုယနေ့အချိန်ထိကွယ်ကွယ်ပြားပြား မတိသေးတဲ့ယုံကြည်သူတွေရှိပါတယ်။ဒါကြောင့်မလို့ဒီနေ့ယုံကြည်သူတွေအားလုံးကိုဝေငါခွန်အားပေးချင်ပါတယ်။ကျွန်တော်တို့ကိုးကွယ်တဲ့ဖရာဟာဘယ်လိုဖရာလဲဆိုတာကိုနှုတ်ကပတ်တော်တစ်ပိုက်အားဖြင့်ဖော်ပြခွန်အားပေးလိုပါတယ်။တရားဟောရာကျမ်းအခန်းကြီး9အငယ်9ဖြစ်ပါတယ်။သို့ဖြစ်၍သင်ဖရာသခင်ထာဝရဖရာသည်မှန်သောဖရာသစ္စာဆောင်သောဖရာ ိုရောကိုချစ်၍ပြည့်ညတ်တော်တို့ကိုစောင့်ရှောက်တော်သူတို့၏အမျိုးအစဉ်အဆက်အထောင်အပေါင်းတိုင်အောင်ပရိညင်စကားတည်၍ဂယုနာကို ပြတော်ဖျားဒီနှုတ်ကပတ်တော်အပြည့်အရောက်ရှိတိုင်းခွန်အားရရှိမယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဖရာဟာဘလို့ဖရာလဲနှုတ်ကပတ်တော်ဖော်ပြထားပါတယ်ပထမတစ်ချက်မှန်သောဖရာဖြစ်ပါတယ် မှန်သောဖရာဖြစ်ပါれဖရာအတုမဟုတ်ပါဘူးစစ်မှန်တဲ့ဖရာဖြစ်တယ်အသက်ရှင်တဲ့ဖရာဖြစ်တယ်လောကကိုအောင်မြင်တဲ့ဖရာဖြစ်တယ်စစ်မှန်သောအရာကိုသာပြီးတဲ့ဖရာဖြစ်တယ်သောဝရအသက်ဝိညာဉ်ကိုပေးပိုင်နိုင်တဲ့ဖရာဖြစ်တယ်။ဒီလောက်မှန်တဲ့ဖရာ လောကမှာရှာလို့မတွေ့ပါဘူး။ဒါကြောင့်မလို့ပထမတစ်ချက်အနေနဲ့ ယုံကြည်သူမိသားစုဝင်များကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ဟာစစ်မှန်သောဖခင်ဖြစ်တယ်ဆိုတာကို ပထမတစ်ချက်အနေနဲ့ရှင်ခြင်ခေါ်အယူနိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒုတိယတစ်ချက်ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ဟာသစ္စာစောက်သောဖခင်တဲ့သစ္စာစောက်သောဖခင်သစ္စာရှိတယ်ပေးတဲ့ဂတိသစ္စာပေါ်မှာအဲ့ဒီဂတိသစ္စာကို တည်တယ်ဖရာဖြစ်တယ်ကျွန်တော်တို့လူတွေဖရာကိုဂတိသစ္စာပေးပြီးလှုပ်ချင်တာလှုပ်ပေမဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖရာဟာပေးတဲ့ဂတိပေးတဲ့သစ္စာအပေါ်မှာမပြောင်းမလဲမရွေ့မလျော့ပဲနဲ့သစ္စာတရားကိုတည်တယ်ဖရာ သစ္စာတရားကိုစောက်တယ်ဖရာဖြစ်တယ်ဆိုတာကိုဒုတိယတစ်ချက်အနေနဲ့နားလည်သိချင်ပါတယ်တတိယတစ်ချက်တတိယတစ်ချက်ကတော့ဘာကိုဖော်ပြချင်လဲဆိုရင်ကျွန်တော်တို့ကိုးကွယ်တဲ့ဖရာဟာပရိဉ္ဇဉ်စကားတည်၍ဂယုဏကို ပြတော်ဖရာတဲ့နော်ပရိဉ္ဇဉ်တရားတည်၍ဂယုဏကိုပြတော်ဖရာ ပရိညင်တရားဆိုတာမပြောင်းမလဲဘူးဘုရားသခင်က သူ့ရဲ့လူမျိုးတွေနဲ့ပရိညင်ဖွဲ့ပြီးတဲ့အခါမှာအဲ့ဒီပရိညင်ကိုဘုရားသခင်ကဘယ်သောအခါမှမဖောက်မဖျက်ခဲ့ပါဘူးဣသရေလလူမျိုးတွေကိုကောင်းချီးပေးမယ်လို့ဘုရားသခင်က ပရိညင်တစ်ကို ဖွဲ့တဲ့အခါမှာဘုရားသခင်ကအဲ့ဒီပရိညင်အတိုင်း အဲ့ဒီဂတိသစ္စာအတိုင်းကိုဂယုနာပြတော်ဖရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကျမ်းစာထဲမှာ အတိအလင်းဖော်ပြထားပါတယ်ဣသရေလလူမျိုးတွေဘလောက်ပဲဆိုးပါစေဣသရေလလူမျိုးတွေဘလောက်ပဲဖရာသခင်ကို ပြစ်မာပါစေဖရာသခင်ဟာသူပရိညင်ဖွဲ့ထားတဲ့အတိုင်းပဲသူဂတိတည်ပါတယ်ဒါပေမဲ့ဒီမှာတစ်ခုတ် ကျွန်တော်တို့ရှင်ကျင်နိုင်ဖို့ရန်အတွက်နှုတ်ကပတ်တော်ကဘလို့ဖော်ပြထားလဲကိုတော်ကိုချစ်၍နော်ကိုတော်ကိုချစ်၍အဲ့ဒီပရိညာစကားတည်၍ဂယုနာကိုဖျားသိခင်ကပြနိုင်ဖို့ကကျွန်တော်တို့ဂယုနာကိုခံစားခြင်းနဲ့ကျွန်တော်တို့ယုံကြည်သူတွေမှာကျွန်တော်တို့မှာလည်း လှုပ်ဆောင်စရာတောင်းရှိပါတယ်အဲ့ဒါပါလဲဆိုတော့ကိုတော်ကိုချစ်ပြီးထာဝရဘုရားကိုချစ်ပြီးတော့ပညာတော်တို့ကိုစောက်ရှောက်တော်သူတဲ့အဲ့လိုလူတော့ဖြစ်ရမယ်ဘုရားသခင်ရဲ့ပရိညာကိုစောက်ရှောက်ပြီးဘုရားသခင်ကိုချစ်တော်သားသမီးတွေဖြစ်ဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်အဲ့တော့ဆိုရင် ဖယားသခင်ဟာကျွန်တော်တို့အပေါ်မှာတကယ်ကိုပဲပရိညင်စကားတည်ပြီးတော့ဂယုနာပြတဲ့ဖယားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့တွေအတိအလင်းခံယူနိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာရှိတဲ့မိတ်ဆွေဖယားသခင်ကိုချစ်ပြီးဖယားသခင်ရဲ့ပရိညင်စကားအပေါ်မှာနော် မိမိရဲ့အသက်တာကိုတိဆောက်ပြီးတော့ကျွန်တော်တို့ရဲ့ဆွေမျိုးကျွန်တော်တို့ရဲ့တားဆင်မိဆက်အထောင်အပေါင်းတိုင်အောင်ဘုရားသခင်ရဲ့ဂရုပြုခြင်းကိုခံစားရရှိနိုင်ဖို့ရန်အတွက်အရေးကြီးပါတယ်။ဒါကြောင့်မလို့ဒီနေ့ယုံကြည်သူသားသမီးများကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ဟာဘယ်လိုဖခင်လဲ။မှန်သောဖခင်ဖြစ်တယ်။ သစ္စာစောက်တော်ဖရာဖြစ်တယ်ဗရိညင်တိ၍ကယုဏကိုပြရတဲ့ဖရာဖြစ်တယ်ဆိုတာကိုနုကပတ်တော်ကအတိအလင်းဖော်ပြသွားပါတယ်ဒီနုကပတ်တော်ကိုကြားနာခံယူကြတော့ဓမ္မမိတ်ဆွေအယောင်စီတိုင်းပေါ်မှာဖျားရှင်ဆက်လက်တာဝေကောင်းချီးပေးပါစေအာမင်